အလုပ်ပဲမင်္ဂလာပါကျွန်တော်ဒီနေ့လက်ဖက်ချစ်ဇက်လေးလုပ်မယ်ဒီဟာဆိုင်ရဝယ်တာတစ်ထုပ်ကို9ဒေါ်လာပေးရတယ်ဒီဟာကိုထောင်းတယ်ဆိုတော့အများကြီးရတယ်ဆိုင်မှာလည်းထောင်းမိသားတွေတော့ရောင်းတယ်ဒါပေမဲ့သူတို့ဘူးတီးလေးနဲ့ဘူးတော့ခု6ဒေါ်လာ9ဒေါ်လာလောက်ရောင်းပြီးထင်တယ်ဒီဟာရောင်းရင်တော့အဲ့ဒါက3စ4စလောက်တော့ရတယ်ပြီးတော့ကိုယ့်အကူထောင်းတယ်ဆိုတော့ပုံပြီးကောင်းတာပေါ့ကိုယ်ကြိုက်တဲ့ချိုးစားပုံစံထောင်းလို့ရတယ်ဒါတော့ရိုးရိုးလက်ဖက်ခါပဲ လွယ်တယ်လွယ်လွယ်လေးပဲလွယ်လွယ်လေးထောင်းပြမယ်နော်ကဲစထောင်းမယ်လက်ဖက်တော့ဒါပါဒူယူရလက်ဖက်ညွန့်ခါပေါ့ကောင်းများရွတ်ပါတယ်ဒါတော့လက်ဖက်ထောင်းဖို့ကျွန်တော်ပြင်ဆင်ထားတဲ့ပစ္စည်းပါချက်သွန်ဖြူရငြူပြီးရတမယာတီးရညူတီးရတော့ဆက်ကြိုက်ရင်တော့ပို့ပြီးတော့ထဲလို့ရတယ်ကျွန်တော်တော့ကလေးတွေလည်းပုံမှန်စားရဲဆိုတော့ညူတီးကိုတိတ်ညာရင်ထဲတာဘူးဒါချက်သွန်ဖြူအမြဲတမ်းလက်ဖက်တော့ဒါပေါ့တားရတားရလဲလို့ရတယ် ရှင်ဇုံးလက်ဖက်ကိုကြည်ရှိဖို့အတွက်အချိန်နဲ့ဖောက်ခဲ့လိုက်။ဇုံးလက်ဖက်ခါတော့မင်းဤစီလိုက်မှလည်းအခါတော့ပါ။ဖောက်ရင်ဇုံးဤနဲ့ဆေးပြက်လာတာမှလည်းခါတာလေးနည်းနည်းညော့တော့ခါနေတတ်တာ။ ရင်တော့ဒီလိုစကားပါတဲ့ဒါလေးကိုတောင်းထည့်ပြီး ရစ်လိုက်ပါမယ်လပလဲဆေးပြီးပြီးရစ်ပြီးဆိုတော့စထောင်းလို့ရပါပြီရင်စုံညူတီနဲ့ကြက်သွန်ဖြူကိုရင်စထောင်းမယ်ထောင်းတဲ့ချိန်မှာချော်မထွက်အောင်လို့စားနေနေရင်ထည့်ပြီးထောင်းမယ် ချိန်မှာနဲ့ကြည်အောင်ထောင်းမှာဒါမှမခနဲ့ထောင်းတဲ့ခါဖက်ဖက်ယူတီဖက်ဖက်ဒီမချင်ဘူးဆက်နဲ့ကြိတ်လည်းရပါလေဆက်နဲ့ကြိတ်ရင်တော့စားလို့မကောင်းတော့ဘူးလက်နဲ့ထောင်းရတယ်ပုံစံပေါ်ကြာလက်နဲ့ထောင်းပါဒီတော့ကြည်ပြီဆိုရင်တော့စီတာနဲ့လက်ဖက်ကိုထည့်မယ် ောင်းမယ်လက်ဖက်ကိုကျွန်တော်ကညံ့ညက်ကြီးတော့မထောင်းဘူးဘာလို့ဆိုတော့လက်ဖက်အာမြက်သွားရင်သိစားလို့မကောင်းဘူးနဲ့လက်ဖက်ညွန့်လေးတွေပါလေဆိုတော့ပါကျွန်တော်စားလို့ကောင်းတော့ခုအရသာနေနဲ့ချုံမုတ်ထည့်မယ်စားနေနဲ့ထည့်မယ်ခုနလည်းစားထည့်ထားပြီဆိုတော့အများကြီးတော့ထည့်ကြမှာမဟုတ်ဘူး။ဒီတမရသည်ညှစ်ထည့်မယ်။ ြန်ပြီးတော့ထောင်းမယ်ကဲလောက်စနော်ရပါပြီ။ဒီတော့ဒီပူတဲကိုကြောင်းပြီးထည့်မယ်။မအများကြီးပဲရပါလေဒါကိုစီယိုမြုပ်နေအောင်ထည့်ပြီးတော့ရေခက်တိတာထဲမှာ ထားရလို့ရှင်တော့မကုန်မချင်းခံပါရဲ့။ဆီရတော့မြများထည့်ရပါလိမ့်မယ်။ကတော့နန့်လေးရတယ်ဆိုတော့စားကျင်တယ်ဒီကတိလာလည်းမထည့်ခင်တပွဲလောက်စမ်းတုပ်ပြီးတော့စားကြည့်မယ်အရသာဘလို့နေလေတော့ပြန်ကြော်ကထည့်ပြီးပြီဒီဘက်ဘေးမှာလက်ဖက်ကလေးကိုပုံမယ် စွန်ကြောက်ထဲမှာစွန်ကြောက်လည်းမရှိအောင်ကြီးကြီးတယ်စွန်ကြောက်ကဒီဘက်ပြီးမှပိုင်းမယ်ကဖကကကအရတာတွေကုန်ထည့်ပြီးဆိုတော့ဗာအရတာမထည့်ကလေးတွေကသူတို့ကသူတို့တုတ်တုတ်စားတယ်ဆိုတော့အရတာထည့်စီရမလို့တခါလေးလက်ဖက်ထဲမှာထည့်ပြီးထောင်းလာတာပါတဲ့မှုလိုက်ပါ ဖက်ကတားကြီးမြက်အောင်ခေါင်းလည်းကောင်းတယ်လို့ညက်တဲ့လက်ဖက်အညွန့်လေးတွေပါလေးကျန်တော့ပုံစားလို့ကောင်းတယ်ရသဖြစ်ကရင်ွေးကြံလေးနဲ့ဒီဘီထိုင်ကြည့်ရင်လည်းလက်ဖက်တုပ်လေးစားလိုက်အောင် ျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါမယ်ကြည့်ရှုပေးတဲ့ရောက်စီတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်